ယူကရိန်းဘက်ကပြန်လည်လက်စားချေတဲ့အနေနဲ့ရုရှားရဲ့လေယာဉ်ကွင်းကိုဖျက်ဆီးပြီးတော့လေယာဉ်အစီး၄၀ကျော်ကိုမီးလောင်တိုင်းသွင်းလိုက်ပြီးတဲ့နောက်မှာတော့ရုရှားယူကရိန်းဒုတိယကြိမ်ဆွေးနွေးမှုကလည်းပြတ်သွားပြန်ပြီဖြစ်ပါတယ်။အတိမပြုနိုင်တဲ့သတင်းတွေအရပူတင်ဟာကရမလင်နန်းတော်မှာအစိုးရအဖွဲ့အထူးစည်းဝေးခေါ်ယူမယ်လို့သိရပါတယ်။အဓိကဆွေးနွေးမှာကတော့ယူကရိန်းရင်းနဲ့ပတ်သက်ပြီးရုရှားလည်းရင်းစင်းလေးစားပြက်စီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခြေအနေဆွေးနွေးတော့မှာဖြစ်ပြီးတော့ တိုက်မယ်လို့လည်းသိရပါတယ်။ဂျွန်လာနေရက်နေ့ကနှစ်နိုင်ငံကိုယ်စားလှယ်တွေဟာတွေ့ကြည့်နိုင်တဲ့အစ္စတန်ဘူမှာဒုတိယကြိမ်တွေ့ဆုံခဲ့တာပါ။ခုစနေဘက်မှာလောရလအဖြစ် Ukraine Russia leaders can ချုပ်ကိုဒရုန်းတွေတုံးပြတိုက်ခိုက်ပြီးဘုံကျဲလျင်တွေဖျက်ဆီးတဲ့သတင်းတွေထွန်းပို့နေပါတယ်။မျော်လင့်ထားတဲ့ရုရှားဟာယူကရိန်းအမေရိကန်ရဲ့နောက်မဟာမိတ်တွေရဲ့အဓိကတောင်းဆိုချက်ဖြစ်တဲ့ Twin Championship ပြည့်ခတ်ရေးဆိုင်ကိုလုံးဝငြင်းဆိုပါတယ်။အဲဒီအစားနောက်ထပ်စစ်တုံးမယ်နေနိုင်ငံကြားလဲလဲဖို့ကိုပဲ ရက်လက်ခံခဲ့ပါတယ်။နောက်ပြီးနိုင်ငံခြားသိမ်းထားတဲ့စစ်သည့်အလောင်း12000လောက်ကိုလည်းပြန်လည်လဲသွားပြီဆိုပါတယ်။ရုရှားဘက်ကတော့စစ်မြေပြင်ချိုးနေရာတွေမှာနှစ်ရက်ကနေ3ရက်အထိပြစ်ခတ်ရထားမှုကမ်းလန့်ခဲ့တယ်ပြောပေမဲ့အသေးစိတ်ကိုတော့မှတ်ချက်ပေးခြင်းမရှိပါဘူး။ဘာဖြစ်လို့ယူကရိန်းဘက်ကဆွေးနွေးကြိုးပမ်းမှုတွေလုပ်ချင်နေတဲ့ရုရှား latest ခံကိုဒရုန်းတွေနဲ့ရှောင်းတခင်ဝင်ရောက်တိုက်ခိုက်တာလဲဆိုပြီးလဲရုရှားဘက်ကမေးခွန်းထုတ်နေတယ် ယူကရိန်းကတော့ပြန်လည်ဖြေကြားခြင်းမရှိဘူးလို့သိရပါတယ်။စွန်းဘွယ်ကတနအိလောက်တော့ကြောင်ပြီးခမင်းနဲ့ပြီးဆုံးခဲ့တယ်လို့တူရကီဆိုရကပြောပါတယ်။တောင်မန်းလဲတဲ့နေရာမှာလည်းနာမကျန်းဖြစ်နေသူတွေရောဒဏ်ရာပြင်းထန်ရထားသူတွေနဲ့အသက်25နှစ်အရွယ်တွေကိုပဲဦးစားပေးပြန်လုပ်ဖို့နှစ်ဖက်ကြားသဘောတူညီရရှိပါတယ်။အမေရိကန်အစိုးရဟာ၃နှစ်ကျော်ကြာမြင့်လာပြီဖြစ်တဲ့စစ်ပွဲအဆုံးသတ်ဖို့ရုရှားရောယူကရိန်းကိုပါဖိအားပေးနေပေမဲ့ ဒရဂီမှာပြုလုပ်တဲ့တွဲဆဆဲမှုနဲ့ပတ်သက်လို့နိုင်ငံတကာမျှော်လင့်ထားမှုကတော့အမကောင်းလာပါဘူး။လက်ရှိချိန်မှာတော့ရုရှားဟာစစ်ပွဲမတိုင်ခင်2014ခုနှစ်ကတည်းကတင်ထားခဲ့တဲ့ခရိုင်းမီးယားပါဝင်ယူကရိန်းနိုင်ငံလုံး၅ပုံတပုံလောက်ထိကျယ်ပြန့်တဲ့နေပြည်တော်ထိန်းချုပ်ထားပါလေ။ယူကရိန်းကဝင်ဝင်ဒီရူစတာဥမာရောကယူကရိန်းဟာအနည်းဆုံးရက်30ထွန်းချက်မရှိအပြည့်ခတ်ရက်စဲရစ်ပါဝင်ရင်းချင်းဆွေးနွေးမှုအဆိုပြုလိုလားချက်တွေရုရှားစီပေးအပ်ထားပြီးဖြစ်ပေမဲ့ ရုရှားဘက်ကတော့တုံ့နှိပ်ပါဝေဖြစ်နေစေလို့ပြောပါတယ်။တစ်ဖက်မှာတော့ရုရှားဆိုရမီဒီယာတွေကအစ္စတန်ဘူမှာဒုတိယအကြိမ်ဆွေးနွေးပြီးရုရှားဘက်ကလိုလားတဲ့ချက်တွေကိုတိပေးတောင်းဆိုခဲ့တယ်လို့ဖော်ပြပါတယ်။အဲဒီတည်းမှာရုရှားကဒစိတပိုင်းထိန်းချုပ်ထားတဲ့ပြည်နယ်လေးခုတည်းကယူကရိန်းတပ်တွေအားလုံးဆုတ်ခွာပေးပြီးအဲဒီပြည်နယ်တွေကိုရုရှားပိုင်တဲ့ပြည့်အတိမပြရမယ်ဆိုတဲ့ချက်ပါပါလေဒီကိစ္စကယူကရိန်းကလိုင်ယောလက်ခံမှုခရင်လုံးလေလို့လေ့လာသူတွေကသုံးသပ်ပါလေ ဒါနဲ့မကသေးပဲယူကရိန်းက NATO ပါဝင်ပဲစစ်မဟာမိတ်အင်အားစုတွေမှမပူးပေါင်းမှုယူကရိန်းစစ်အားကန့်တဖို့ရုရှားဘာသာစကားကိုတရားဝင်ဘာသာစကားဖြစ်သတ်မှတ်ဖို့ရုရှားဘောင်းနိုင်ငံကရေးယူပိတ်ဆို့မှုတွေပယ်ဖြတ်ပေးဖို့အထိပါပါဝင်ပါတယ်ယူကရိန်းရဲ့ညီနိုင်ရရှိတွေကတော့ရုရှားအနေနဲ့ယူကရိန်းဘက်ကပို့ဆောင်ထားတဲ့စစ်ကူတွေပတ်သက်ပြီးဇော်လာကုံနောက်ဆုံးထားအကြောင်းပြန်မှုပြောလိုက်ကြအောင်ပြောထားပါတယ်နောက်ထပ်တင်ပုံပြောချင်ပါတယ် ထိုင်းနဲ့နယ်စပ်အငြင်းပွားမှုပြဿနာကို ICJ ကိုတိုင်မယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောမာနက်ကပြောပါတယ်။အကြံပြုကငြင်းပွားခဲ့တဲ့ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြစ်ခတ်မှုမှာကမ္ဘောဒီးယားဘက်ကစစ်သည်တွေတိုက်ဆုံးခဲ့ရပြီးနောက်ထိုင်းနဲ့နယ်မြေပြဿနာကိုနိုင်ငံတကာတရားရုံး ICJ ကိုတိုင်မယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ကပြောပါတယ်။နယ်စပ်မှာမတရားမီးယာမှုတွေကြောင့်လက်နက်ကင်ချင်းချင်းထိတ်တက်ရင်ဆိုင်မှုထပ်မဖြစ်ရအောင်ကမ္ဘောဒီးယားသဘောထားကိုထိုင်းဘက်ကလက်ခံမယ်လို့မျှော်လင့်ကြောင်း ွတ်တော်မတ်တွေနဲ့တွေ့ဆုံစဉ်ဟွမ်မာနက်ကပြောခဲ့ပါလေအရှေ့တောင်အရှအိန္ဒိယနိုင်ငံသားစီးရထူးထူးဟာ2008ခုနှစ်ကတည်းကရှိခဲ့ပြီးနှစ်ပေါင်းများစွာတွင်ဂျိုဂျာဂျိုဂျာတိုက်ခတ်မှုတွေကြောင့်လူ28ဦးထိသေဆုံးခဲ့ပြီးဖြစ်ပါလေကမ္ဘောဒီးယားထိုင်းလောသုံးနိုင်ငံသားအီမရထိုင်းဒဲလို့ခေါ်တဲ့နေဆက်နေရာမှာကမ္ဘောဒီးယားစစ်သားတွေပြီးခဲ့တဲ့မေ28ရက်နေ့ကအပြန်အလှန်ပစ်ခတ်မှုမှာသေဆုံးခဲ့ပြန်ပါလေ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့မိမိတို့အချုပ်ချာအာဏာချိုးဖောက်တာဖြစ်ကြောင်းကမ္ဘောဒီးယားကပြောပြီးဆလဘပိုင်ဆိုရအနေနဲ့ဒီတနမန်နီလနဲ့ငြင်းကျစွာဖြည့်ရှင်းတဲ့လို့တော့ဆန္ဒပြုထားပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဘလို့ဆက်ဖြစ်မလဲဆိုတာတေချာမသိရပါမယ်ကမ္ဘောဒီးယားနယ်စပ်ပြဿနာကိုထိုင်းဘက်ကအသိပြင်တဲ့အနေနဲ့ထိုင်းစစ်တပ်ကလည်းအသိပြင်ထားတယ်လို့ဆိုပါတယ်ထိုင်းနိုင်ငံကြားရေးဝန်ကြီးကတော့ထိုင်းစစ်တပ်ရဲ့လှုပ်ရှားမှုတိုင်းဟာ နိုင်ငံတကာအခြေခံမှုတွေနဲ့ဒီနိုင်ငံတော်အကျိုးစီးပွားကိုကာကွယ်ဖို့ရည်ရွယ်ပါတယ်ဖြစ်လာနိုင်တဲ့အခြေအနေတိုင်းအတွက်သူတို့ပြင်ဆင်နေတာပါလို့ဆိုပါတယ်ပိုင်နဲ့ဆိုင်ရာပြည်ထောင်စုနိုင်ငံကဖူးတွင်းနဲ့နမိတ်ကော်မတီ JBC ကတစ်ဆင့်ဖြည့်ရှင်းရမယ်လို့သဘောတူထားပြီးဖြစ်တာကြောင့်ကမ္ဘောဒီးယားပြမတစ်ဖက်သက်နယ်မြေပိုင်ဆိုင်မှုပြောဆိုချက်ဟာတရားဝင်မှုရှိဘူးလို့လည်းဆိုပါတယ်နယ်စပ် area အချို့ကိုသူတို့ပိုင်တယ်လို့ကမ္ဘောဒီးယားဘက်ကပြောပေမဲ့မတူညီတဲ့ထောက်ထားတွေပေါ်အခြေခံပြီးပြောဆိုချက်ဟာ နမ်းမြေစစ်မှန်ပေါ်တော်ရမှုမရှိကြောင်းနှစ်ဖက်လုံးကနားလည်ထားပါတယ်လို့ဆိုပါတယ်။ဒါကြောင့်လူဦးနှစ်ဖက်သဘောတူတဲ့စည်းမျဉ်းတွေအရရှင်ဘရက်တီရှင်ကိုထိုင်းဘက်ကတိကထားတယ်လို့ဆိုပါတယ်။ကမ္ဘောဒီးယားဘက်မှတာဝန်ရှိသူတွေနဲ့စေစစ်ညှိနှိုင်းမှုအတွက်ပြင်ဆင်ဖို့ JBC မှထိုင်းဘက်ဝင်တွေကိုနိုင်ငံခြားရေးဝန်ကြီးဌာနကိုလာရောက်ဖို့ညွှန်ကြားထားတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်စင်ယံဖုန်ကလည်းပြောပါတယ်။မေ28ရက်နေ့ကဥမော်ရရှာဌာနပြည်နယ်ချောင်ပုတ်ရက်မှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားတွေကြားထိတွေ့မှု ဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာတော့ဘလို့မဖြစ်အောင်ရှေ့တန်းတခုတွေကဆွေးနွေးထားတယ်လို့ဆိုပါတယ်ကမ္ဘောဒီးယားနိုင်ငံကြိုင်းဝန်ကြီးနဲ့လည်းဆွေးနွေးပြီးကြောင်းဟိုဒီကျုံနဲ့လည်းဆွေးနွေးပြီးကြောင်းဒါအပြင်ကမ္ဘောဒီးယားနိုင်ငံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌပမာဏရဲ့အဖြစ်ဖွန်ဆင်းတယ်လဲဆွေးနွေးပြီးကြောင်းပြောပါလေတိမမှုတွေရှင်းချဖို့ပူပေါင်းဆောင်ရွက်ဖို့နဲ့ရှင်းကဲတဲ့နိုင်ငံနဲ့နှမိတ်ဆိုင်ရာပြဿနာတွေကိုငြိမ်းချစွာဖြေရှင်းဖို့နှစ်ဖက်လုံးကသဘောထားရှိတယ်လို့တော့သိရပါတယ်နောက်ထပ်သင်ပုတ်ပြောချင်ပါတယ် မရိုင်းကန်နိုင်ငံကောလိုရာဒိုပြည်နယ်မှာအစ်စွေးကိုထောက်ခံတဲ့ချစ်တပွဲကိုမီးလောင်ပုံးနဲ့တိုက်ခိုက်လို့လူ6ဦးဒဏ်ရပါတယ်။မရိုင်းကန်မှာအစ်စွေးကိုထောက်ခံတဲ့စူဝေးအင်အားပြမှုတစ်ခုမှာမီးလောင်ပုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့ဖြစ်ကိုအကြမ်းဖက်မှုဖြစ်သတ်မှတ်ပြီးဖက်ဒရယ်ထောက်လိုင်းဌာန FBI ကဂိုင်းတွေစုံစမ်းနေပါတယ်။ဂျွန်တီယန်နီကကော်လိုရာဒိုမှာအစ်စွေးကိုထောက်ခံသူတွေစုဝေးခြင်းအသက်45နှစ်အရွယ်မျိုးသားတို့ကလူအုပ်ထဲကိုလက်လုံမီးပလင်းတစ်ခုဓာတ်ဆီထားတဲ့ပလင်းပုံးတွေနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပါလေ ပါလက်ဆိုင်ယောက်ျားဖွဲ့ဟာမတ်စ်ဖန်ဆင်းမှုကိုခံထားရစေအစ္စရေးတစားကနေလူမျိုးရေးအတွက်လမ်းလျှောက်ချစ်တဲ့လည်းလူစုကိုမိုဟာမက်ဆိုလီမန်ဆိုတဲ့မျိုးသားကတိုက်ခိုက်ခဲ့တာပါအပေါ်ပိုင်းဗလာဂျင်ဂျေမောက်မီဘူးအနေကမြင့်မတ်တက်ထားတဲ့မျိုးသားဟာလက်ထက်မှာပလင်းချိုကင်ထားခဲ့ပါလေအဲ့တော့ပါလက်ဆိုင်လူလက်ရေးလို့အော်ဟစ်ပြီးလမ်းမတစ်လျှောက်ချစ်တဲ့လူတွေကိုစတင်တိုက်ခိုက်ခဲ့ပါလေဒီဖြစ်ရကြောင့်လူ6ဦးတန်းရပြီးတချို့ကတော့ဆေးရုံကိုရဟိတ်နေတောင်ပို့ခဲ့ရပါလေ မီးလောင်တဲ့အားလေရထားသူတချို့ကိုတခြားသူတွေကကူညီမင်းငိမ့်ပေးခဲ့ရပြီးရဲတွေကတော့ခင်ဖြစ်တဲ့နေရာမှာပဲအဲ့ဒီလူကိုဖမ်းဆီးခဲ့ပါတယ်။နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေပြီးမဲ့ဒီဖြစ်မှာကြံရပါတယ်မရှိနိုင်ဘူးရဲတစ်ဖွဲ့ကတော့ကနဝယူဆထားပါတယ်။ဘိုရာရဲတစ်ဖွဲ့ကြီးက Spirit Sing ကအစောဆုံးတိုင်ကျကလူတွေမီးရှို့တာခံရတယ်ဆိုပြီးတရင်ရောက်လာတာ။တန်ရောက်သူတွေထဲမှာအခြေအနေရန်စိုးရတဲ့သူတွေလည်းပါတယ်ဆိုပါတယ်။ဒီကိစ္စ FBI ကပေါ်လာပြီးတန်တရားတရားခံကိုလက်လွဲယူခဲ့တယ်လို့ အကြံဖတ်မှုနဲ့ဆက်နွယ်ပြီးစုံစမ်းစစ်ဆေးနေပါတယ်။ရေမူဒရာဖင်ကတော့အစ်ဇွဲကိုထောက်ခံသူတွေဟာအုပ်စုဖွဲ့ပြီးငြင်းချင်းချီတက်ခဲ့တာလို့ဆိုပါတယ်။ဘိုရာမျိုးဂျူးလူဖွဲ့စည်းထုတ်ပြန်ကြမှာတော့ချီတက်လာသူတွေဟာမီးလောင်ပုံးနဲ့ပြစ်ပေါက်တိုက်ခိုက်ခံရတယ်လို့ပြောပါတယ်။တကယ်လို့ဒီအခြေပြုထားတဲ့ဘိုရာဟာဒံမာမျိုးရဲ့နောက်ပတ်အစွန်းမှာတရှိပြီးလူကြီးတသိန်းကျော်လောက်နေထိုင်တဲ့မျိုးဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်လောက်ကလေးကလည်း ဝါမေရိကန်ရဲ့ဝါရှင်တန်မြို့တော်မှာအစ္စရေးတပ်ဝင်နဲ့နှုတ်ပစ်သက်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာကြောင်မိုင်းရင်းပြိုကျမှုဖြစ်စဉ်ကြောင့်တေဆုံးသူ18ဦးထိတိုးလာပြီးရှုပ်ဦးပျောက်ဆုံးနေပါတယ်။မေ30ရက်နေ့ကအင်ဒိုနီးရှားနိုင်ငံစီရာဘုံခရိုင်မှာရှိတဲ့ဂူနန်ကူတာကြောင်မိုင်းပြိုကျခြင်းမှာလူတချို့ပျက်စီးတဲ့ထမပိတ်မိခဲ့ပြီးအသက်ရှင်ကျန်ရှိသူ70ခန့်ကိုကယ်ဆယ်သမားတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။ မေ31ရက်နေ့ကတော့ကေဇေးသမားတွေကရုံလုံး16လောင်းဆယ်ပြားရှိခဲ့ပြီးအသက်ရှင်ကျန်သူတွေဟာဆေးရုံပို့ဆောင်စဉ်တည်ဆုံးသွားပါတယ်။ပိတ်ပြီးနေတဲ့ယူဆတဲ့လူရှင်မှုကိုလည်းကေဇေးသမားတွေကရှောက်ဖွင့်နေစေဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းမို့ပြောချင်ပါတယ်။မက္ကဆီကိုနိုင်ငံမှာခိုးယူထားတဲ့လောင်စာစီလီတာ3မှန်းကျော်အသိစီရောင်းမိခဲ့တယ်လို့သိရပါတယ်။ဒီဖန်ဆင်းရောင်းမှုကမက္ကဆီကိုနိုင်ငံရဲ့လောင်စာစီပေါင်ခိုးရောင်းဝယ်မှုတိုက်ဖြတ်ရေးတိုက်ပွဲရဲ့ဒစိတပိုင်းလည်းဖြစ်ပါတယ်။ ဖမ်းမိထားတဲ့လောင်စာဆီထဲမှာအစိုးရပိုင်းဘန်ဘက်ရေနံကံမီရဲ့ပိုက်လိုင်းကနေခိုးယူထားတာတွေနဲ့အခွန်ရှောင်ဖို့အတွက်ခေါင်းစဉ်လွှဲပြောင်းပြထားတဲ့မျိုးစားတွေအောက်ကတင်သွင်းကုန်အမျိုးလို့ပါပါတယ်။ဘော်ဒိုရဲ့၁၈စီစပစီပိုင်းစာ၃ခုရေနံပစ္စည်းလိုမျိုးစားပြထားတဲ့ hybrid carbon ထည့်ထားတဲ့တထုကွန်တိန်နာ3904လုံးသိမ်းဆည်းရမှုတယ်လို့မက္ဆီကိုလုံခြုံရေးအဖွဲ့ကပြောပါတယ်။ဒီပင်စီယမ်မှုဟာမူလအစားထွက်ရှိရကလည်းရောင်းချတဲ့နေရာအထိလုပ်ငန်းလမ်းကြောင်းကိုလေ့လာဖော်ထုတ်နိုင်တဲ့ ခြေရာခံဖော်ထုတ်မှုစနစ်အစ်စ်ကြောင့်ဖြစ်လာတာလို့မက္ဆီကိုတမရဂလော်ရီယာရှိန်ဘောင်းကပြောပါလေနိုင်ငံပိုင်းပဲမက်ရေနံကမ္ဘီဟာမက္ဆီကိုနိုင်ငံတော်တရားမဝင်ပိုင်လိုက်တွေ့တန်းတာတွေကလည်းရေနံစိမ့်နဲ့တက်စီမီရေနံခိုးယူတာကိုနှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရပြီးကြီးကြီးမားဆုံးရှုံးမှုနဲ့ဂျုံတွေ့ခဲ့ရပါလေဒီကရတဲ့တင်းဘက်ကလည်းအာနာပိုင်းတွေဟာတာဘာကိုပြည်ထဲမှာစီးနင်းမှုနှုတ်ခွတ်လုပ်ခဲ့ရာဒက်စီလီဘာတပန်းခွဲကိုရှောက်ဖို့တွေ့ရှိခဲ့ပါလေနောက်ထပ်သတင်းပို့ပြောချင်ပါလေ ဗီယက်နမ်နိုင်ငံကတော့ drone လှပြမှုအများဆုံးနဲ့ဂင်းနစ်ကပါဆင်ကျင်တင်သွားပြီဖြစ်ပါတယ်ဗီယက်နမ်နိုင်ငံ drone စီးရင်1518စီးကိုတစ်ချိန်ထဲမှာပြန်တန်းပြသပြီးလွန်အောဘွယ်ကောင်းတဲ့ drone မီလှပြပွဲကြီးနဲ့ဂင်းနစ်ကပါဆင်ကျင်တင်တခုရရှိခဲ့ပါတယ်အဲဒီလိုကပါဆင်ကျင်တင်နိုင်ခဲ့တဲ့လေကျင်းပြန်တန်းမှုကိုတောင်ပိုင်းလွမြောက်ရေးနဲ့မြို့သားပြည်နယ်ပေါင်းစည်းရေး290ပြည့်အထိမ်းအမှတ်ဖြစ်ပြီးခဲ့တဲ့အပြင်နဆက်ရှိနေကဟိုချင်မြို့မှာပြုလုပ်ခဲ့တာပါဒီအစည်းအဝေးကိုဟိုချင်မြို့မြို့တော်ရင်ကျမှုဦးစီးဌာနက UCB တရုတ် drone ကုမ္ပဏီ DMODA ကပံ့ပိုးကူညီခဲ့တာပါဆိုးရစားရကောင်းတာကပြည်သူလူထုကိုတရားဝင်ပြသဖို့စီစဉ်ထားတဲ့ပင်မပြပွဲကြီးကဤပညာပိုင်းဆိုင်ရာပြည်ထနာကြောင့်မမျှော်လင့်ပဲဖျက်သိမ်းလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီလေကျင့်ပြတ်မှုတွေတခုတည်းနဲ့တင်ကမ္ဘာစံကျင်ပတ်တဝန်ကိုလုံလောက်ခဲ့ပါတယ်။လေကျင့်ပြတ်မှုတွေမှာတော့ဒီ drone တွေကပြည်နယ်နိုင်ငံရဲ့မျိုးသားရေးဆိုင်ရာအမတ်တစိုက်တွေပမိုင်းဝင်ဖြစ်တဲ့နဲ့မြို့ရလပတဲ့ရှုခင်းတွေကိုကောင်းကင်ရံမှာရှင်သက်ရှင်မောစရာရုပ်ပုံဖြင့်ဖန်တီးပုံခေါ်ခဲ့တယ်လို့သိရပါတယ်။ ဇီလန်စကီဘာလဲဆိုတာပူတင်ကတော့သိသွားပြီဖြစ်ပါတယ်တနေ့ခွဲကြောကြာဇီလန်စကီကိုယ်တိုင်ကြီးကြက်ခဲ့တဲ့ယူကရိန်းပင့်ကိုအိမ်စစ်စင်ရေးကြောင့်ပူတင်ရဲ့လေရင်အစီး40လောက်ဖျက်ဆီးသွားပြီးအဲ့ဒီတဲမှာနျူကလ িয়ার ပါအသုံးပြုနိုင်တဲ့ပုံကျဲလေရင်တွေပေါသွားတာရုရှားအတွက်အင်မတန်မှအထင်အမှုပဲဖြစ်ပါတယ်ရုရှားရဲ့နေစဉ်လေးခုကိုယူကရိန်းကနေဒရုန်းများပြနဲ့အလေးငတ်တိုက်ခိုက်မှုကြောင့်ရုရှားစစ်မှုရေး40တော့ဖျက်ဆီးသွားတဲ့ ပင်ကူအိမ်စစ်စင်ကိုယူကရိန်းသမ္မတဆလန်စကီကိုတိုင်ကြီးကြပ်ဆောင်ရွက်ခဲ့တာလို့ယူကရိန်းလုံခြုံရေးဌာန SBU ကထုတ်ဖော်ပြောပါတယ်ပထမဆုံးအနေနဲ့ FPV drone တွေကိုရုရှားနိုင်ငံရဲ့ပေါင်ခိုတင်သွင်းခဲ့ပြီးနောက်တသားအိမ်လေးတွေပို့ခဲ့တာလို့ဆိုပါတယ်အဲ့နောက် drone တွေကိုတသားအိမ်တွေထဲမှာဟွက်ထားခဲ့တာဖြစ်ပြီးအဲ့ဒီတသားအိမ်လေးတွေကိုကုန်ကားပေါ်တင်ထားလိုက်တာဖြစ်ပါတယ်တိုက်ဖို့အချိန်ကျလာတဲ့အခါမှာတော့ အမိုးတွေအဝေးထင်းနဲ့ဖွင့်ပြီး drone တွေကိုပြန်တက်စီကမိနာကလူဒက်စတန်တွေကိုရုတ်တရက်တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။အဲဒီတိုက်ခိုက်မှုမှာရုရှားရဲ့လီဒေါ်ရဲ့ကာကွယ်စစ်တွေနဲ့အလုံးမလုံးနိုင်ခဲ့တဲ့အတွက်ကြောင့်ရုရှားတို့ဟာဒေါ်လာ1ဘီလီယံကျော်တော့ကုန်သွားတယ်လို့ယူကရိန်းကခန့်မှန်းထားပါတယ်။ရုရှားရဲ့မဟာပြောင်မြောက်ဗိုလ်ချုပ်လေ TU-95 TU-22M တွေနဲ့ A-53 တို့ကိုဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။အခုတိုက်ခိုက်တဲ့ပင့်ကွေ စစ်စင်ရဲ့ဒေသကို အများပြည်သူကိုခြားပြဖို့ဇီလန်စကီကညွှန်ကြားခဲ့တယ်လို့လုံခြုံရေးဌာနကပြောပါတယ်။ဒီအကြီးအကျယ်တိုက်ခိုက်မှုဟာသမိုင်းဆောင်အောင်မှာတော့မှပြတ်ထဲရမယ်ပတ်တန်းတင်တိုက်ပွဲဖြစ်ပါတယ်လို့ဇီလန်စကီကဂုဏ်ယူဝင်ကြားစွာပြောနေပါတယ်။ပျက်စီးသွားတဲ့ရုရှားလက်ရင်းတွေထဲမှာတော်တော်လေးကိုမျိုးစမရပေါဝင်သွားတယ်ဆိုပါတယ်။မေ31ရက်နေ့ညတိုက်ခိုက်မှုမှာယူကရိန်းဘက်က drone 480စီးနဲ့ပယ်ထင်းဒုံးကြီး80ပါဝင်ခဲ့တယ်လို့ပြောပါတယ်။ ခုလိုယူကရိန်းတိုက်ခိုက်မှုဟာရုရှားသမ္မတပူတင်အတွက်အလောရှက်စရာကောင်းတဲ့လုံခြုံရေးချိုးဖောက်မှုကြီးဖြစ်ခဲ့ပြီးသူ့အနေနဲ့ပြင်းထန်တဲ့လက်တော့ပြောင်းမှုလုံးမှာတော့အသေးချာပဲဖြစ်ပါတယ်။ရုရှားကိုထောက်ခံတဲ့စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေကတော့ဒီဒရုန်းတိုက်ခိုက်မှုကို1940ခုနှစ်ကဂျပန်ကနေအမေရိကန်ကိုတိုက်ခိုက်ခဲ့တဲ့ပလဲစစ်ကန်တိုက်ခိုက်မှုနဲ့နှိုင်းယှဉ်ကရုရှားရဲ့ပလဲစစ်ကန်ကိုဖော်ပြထားပါလေ။အဲဒီနောက်မှာတော့အမေရိကန်ဟာဂျပန်ကိုဘယ်လိုလက်စားချခဲ့လဲ အားလုံးပြပါပဲအခုလည်းအဲ့ဒီလိုမျိုးလက်စားချေနေတဲ့ Ukraine ကိုခြေပြမှာပြောပါလိမ့်ဂျပန်ရဲ့ place ကနေဟမ်ပြီးအမေရိကန်ကိုဒုတိယကမ္ဘာစစ်ထဲကိုရောက်စေခဲ့တာလည်းဖြစ်ပါလိမ့်မော်စကိုကလက်တုံပြန်ဖို့မဖြစ်မနေလောက်အောင်ဖြစ်ပြီးတမရဖြစ်တဲ့ဟာ Ukraine နဲ့အတုံးပြမှုကိုထပ်မံတုံ့ပြန်မှုရှိတယ်လို့ဒါမှမဟုတ်ဒီထက်ပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုပျော်လင့်ပါတယ်လို့ရုရှားတောက်ထောက်ခံတဲ့စီးရီးဘလော့ကာတာကြီးပါတယ်ရုရှားကကွေးဌာနကယူကရိန်းတို့ဟာ ဒေသငါးခုမှာကြမ်းဖက်တိုက်ခိုက်မှုတွေလုံဆောင်ခဲ့တယ်လို့ပြောကြပြီးလက်တော့ပြန်သွားမှာဖြစ်ကြောင်းလောလောဆယ်တော့ဒီလင်းရင်အစင်းကြီးတဲ့ကြောင်ပေါက်ကွဲပြက်စီတဲ့တဲ့နဲ့ပတ်သက်ပြီးတော့ရုရှားဘက်ကအတည်ပြုခြင်းမရှိဘူးလို့ကြည်ရပါတယ်နောက်ထပ်ဒီမျိုးပြောချင်ပါတယ်မရိကန်နဲ့ရုရှားနိုင်ငံကြားဝန်ကြီးတွေယူကရိန်းရေးကိုဖုန်းနဲ့ဆွေးနွေးတယ်လို့သိရပါတယ်။ဇွန်လရက်နေ့တူကီမှာကျင်းပမယ်ရုရှားယူကရိန်းဆွေးနွေးပွဲအတွက်အလားအလာကို ရုရှားနိုင်ငံဂျိုင်းဝန်ကြီးဆာဂေးလာဗရွန်နဲ့အမေရိကန်နိုင်ငံဂျိုင်းဝန်ကြီးမာကိုရူဗီယိုတို့ဟာတယ်လီဖုန်းနဲ့ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။ယူကရိန်းတက်တဲ့ဆက်နွယ်တဲ့အခြေအနေဆွေးနွေးထားပါတယ်လို့ဝန်ကြီးဌာနဝက်ဘ်ဆိုက်မှာကြေညာပါတယ်။ဆာဂေးလာဗရွန်နဲ့မာကိုရူဗီယိုတို့ဟာဇွန်လရက်နေ့အစ္စတန်ဘူမှာရုရှားယူကရိန်းဆွေးနွေးပွဲတွေပြန်စတင်မှုပါဝင်ယူကရိန်းကျတဲ့ဖြစ်ရှင်မှုအစာပြုတ်မှုတွေနဲ့ဆက်လင်းပြီးသဘောထားတွေကိုဖလှယ်ခဲ့ပါတယ်။ထာဝရငြိမ်းချမ်းရေးအတွက်ရုရှားနဲ့ယူကရိန်းတို့ တိုက်ရိုက်စစ်ဆင်နေနိုင်မှုမိမိတို့တမလာထရဲ့တိုက်တုံးမှုကိုမာကိုရူဘီယိုကဆာဗီလက်ဘရိုထံပြောကြားခဲ့ကြောင်းအမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနကလည်းသတင်းထုတ်ပြန်ပါလိမ့်ရုရှားတောင်းဆိုချက်အရဝန်ကြီးနှစ်ဦးကြားဆုံးခေါ်ဆောင်မှုကိုအမေရိကန်ဘက်ကအတိအမှတ်ပြုပြီးအခုလိုတုံ့ပြန်ဆွေးနွေးခဲ့တာလို့ဆိုပါတယ်ယူကရိန်းရဲ့နေမီချင်းထိစပ်နေတဲ့ရုရှားဒေသတွေမှာတရား၂၀ဖောက်ခွဲခံရပြီးလူသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေပေါ်မှာလည်းဝန်내ကြောင်မကိုဗီယိုကပြောပါတယ် မေ31ကတရားလက်ဆင့်မှာပေါက်ကွဲမှုဖြစ်ရာလူ9ဦးထပ်မံနေသေးပြီး69ဦးဒဏ်ရာရတယ်လို့ရုရှားတာဝန်ရှိသူတွေကပြောပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။မနက်ဖြန်ဂျော်လာ3ရက်နေ့မှာတောင်ကိုရီးယားမှာတမလရွေးကောက်ပွဲလုပ်တော့မှာဖြစ်ပါတယ်။တမလသူ့ကိုမဲပေးရွေးချယ်တင်တော့တော့မှာဖြစ်ပါတယ်။တမလရောင်ဆက်ရွာဒီလေးဒီဇင်ဘာလုံးကသူအာနာရှိတဲ့တိုင်းပြည်မှာဆေးအချိုကျင်ညာပြီးနောက်6နိုင်ကြာမှာပြောင်းသိမ်းခဲ့တဲ့ဖြစ်စဉ်ကြောင့် ဂျာရူကလည်းဖယ်ရှားခံရပါတယ်။နိုင်ရပြွာရောင်စိုက်ရွယ်ဆောင်ရွက်ချက်တွေကြောင့်နိုင်ငံရေးစီးပွားရေးမတည်ငြိမ်ဖြစ်နေတဲ့တောင်ကိုရီးယားကိုဦးဆောင်ရတော့မှာဖြစ်ပါတယ်။တိုင်းပြည်ဟာနိုင်ငံရေးကမောက်ကမဖြစ်ခဲ့ပြီးလူမှုတိုင်ဝမ်အတွင်းမှာလည်းလက်လက်ရှာရှာစိတ်ကွယ်ဝမ်းကွယ်ပြားမှုတွေပေါ်ပေါက်နေပါလေ။တစ်ချိန်တည်းမှာကာလရှိရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကအင်းလီဂျင်မြောက်ကိုရီးယားရဲ့ချိန်ချောင်းမှုပြင်တောင်ကိုရီးယားဟာကမ္ဘာပေါ်မှာခလင်းမှုဖောက်မှုနဲ့အနေဆုံးခြေနေကြုံနေရပါတယ်။ ခုတော့လူဦးရေ52တန်းရှိတဲ့အရှေ့အာရှကတောင်ကိုရီးယားမှာလာမယ့်9နှစ်အတွက်နိုင်ငံကိုကောင်းဆောင်မယ်သူဘယ်လိုရွေးမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါလေလက်ရှိမှာနာမည်ကြီးနေတာကတော့သမရအဖြစ်တောင်ဝင်ထမ်းဆောင်ရမယ်သူကတော့လက်ရှိမြောက်တောင်ကိုရီးယားရဲ့ဒီမိုကရက်ပါတီကပဲနာမည်ထွက်နေတာဖြစ်ပါလေတောင်ကိုရီးယားမှာလက်ရှိချိန် နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ပြီးရိုင်းသမ္မတကောင်းကျောင်းတော်ပြောင်းပြီးအုပ်ချုပ်ခဲ့ရပါတယ်လက်တော်သမ္မတတော်ယူထားသူကတော့အလုသမာဝန်ကြီးအီဂျူဟိုပါတူဝရွေးကောက်ပွဲမကျင်းပတဲ့တလားလူချမရိုင်းသမ္မတရာသူယူထားတာဖြစ်ပါလေသူမနာခင်ရိုင်းသမ္မတတော်ယူခဲ့တဲ့ဝန်ကြီးချုပ်ဟန်တဆူသူကနေပြီးတော့ရောင်းစဲဥစည်းကရာသူလက်ယူခဲ့ပြီးသတင်းပတ်နိုင်ငံဆွဆွပြစ်နေခင်ရပါတယ်ဟန်တဆိုးပြုတ်ကြပြီးတော့ယာယီသမ္မတတောင်းယူခင်ကြားထဲမှာဗန်နိုင်းဝန်ကြီးချွိုင်ဆုတ်ကယာယီသမ္မတဖြစ်ခဲ့ပါတယ်အခု ဘန်နာယီဝန်ကြီးကမှလှုပ်ထွက်သွားတော့အလုသမားဝန်ကြီးအီဂျူဟိုကယာယီသမ္မတဖြစ်လာပါလိမ့်။ဂျောင်ဆိုက်ဟိုအနေနဲ့နိုင်ငံပေါင်းဆွေးချွေကြီးညာမှုဟာသူ့ကိုထောက်ခံသူတွေနဲ့ရှီယိုဆွဲကွန်ဆာဘေးတစ်ဝါဒကန်ဆွဲတဲ့ PPP ပါတီဂျာကတစ်ဖက်တိုက်ခံခေါင်းဆောင်အီဂျီမြောင်းနဲ့သူ့ရဲ့အလဲလက်လူပွဲဝါဒကန်ဆွဲတဲ့ဒီမိုကရက်တွေကတစ်ဖက်ပြဿနာကြီးကြီးထက်ခဲ့တာပဲဖြစ်ပါလိမ့်။တောင်ကိုရီးယားအနေနဲ့သမ္မတဖြစ်လာရင်အဲ့သမ္မတဟာ ယာရုတောင်းကိုလက်ခံယူပြီးနောက်ဒီသဘောထားကွဲပြားမှုတွေနောက်ပြီးတော့အမေရိကန်နဲ့တွင်းကုန်ပြဿနာတွေအမေရိကန်ကတောင်ကိုရီးယားကုန်စည်တွေပေါ်25ရာခိုင်နှုန်းထပ်ဆောင်းဖို့ပေးရမယ်ဆိုတဲ့ကိစ္စတွေကြောင့်ပါပြဿနာတွေတက်နေတာပဲဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းတောင်ကိုရီးယားသမ္မတသစ်ဟာအကြီးဆုံးကုန်သွယ်ပဲဖြစ်တဲ့တရုတ်နဲ့ဆက်ဆံရေးတာမကသူ့အတွက်အရေးကြီးဆုံးလုံခြုံရေးဆိုင်ရာမဟာမိတ်ဖြစ်တဲ့အမေရိကန်နဲ့ဆက်ဆံရေးတည်ဆောက်မှလည်းဖြစ်ပါတယ်။သမ္မတသစ်ဟာကမ္ဘာမှာကလေးမျိုးဖောက်မှုတော့နေဆုံးဖြစ်နေတဲ့အခြေအနေကိုလည်း ကင်ွယ်ဖြည့်ရှင်းရမှာဖြစ်ပြီးဘလို့ဖြည့်ရှင်းရမလဲဆိုတာတော့တော်တော်လေးကိုကိုးစားဖို့ကောင်းပါလိမ့်မယ်။မမ်ဘေကင်ဝါရာစတန်ရဒီမိုကရက်ပါတီကအခြေမြောင်းဟာတမရယူကပ်ဘုံမဲ့ကိုယ်စားလှယ်6ဦးထဲမှာရှေ့ဆုံးကပြင်နေပါလိမ့်။2020ခုနှစ်မှာတမရယူကပ်ဘုံတို့ကရောင်းစရိုးကိုကတိလေးအရင်နေကြတဲ့အခြေမြောင်းကိုလူလူထောက်ခံမှုကတော်တော်လေးမြင့်တက်နေပြီးအခြေခံလူတန်းစားရဲ့သူရဲကောင်းဆိုပြီးအားပေးနေတာဖြစ်ပါလိမ့်။လောကမှာဝန်ကြီးဟောက်ကင်ကတော့ သူဟာစီးပွားရေးပြဿနာတွေကင်တယ်မဲ့တမနာလောက်ကင်တဲ့တွေဖန်တီးပေးနိုင်ပြီစီးပွားရေးလုပ်ငန်းတွေဖန်တီးပေးမယ်လို့ကတိပေးထားပါတယ်။တခြားကိုယ်စားလှယ်တွေကတော့ New Reform Party ကယီဂျွန်ဆတ်ဒီမိုကရက် Labor Party ကကင်ယွန်ကွာတသိပုပ်ကလကိုယ်စားလှယ်ဟွမ်ဂျွန်အန်နဲ့ဆောင်ဂျင်ဟိုလိုပဲဖြစ်ပါတယ်။တောင်ကိုရီးယားမှာပြီးခဲ့တဲ့ ဆက်ရှင်နှစ်အတွင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာခုရွေးကောက်ပွဲကပထမဆုံးအကြိမ်အမျိုးသမီးတယောက်မှဝင်မပြိုင်တာတော့ထူးခြားမှုပါပထမအဦးဆုံးမျိုးသမီးသမရာလောင်းဟာ1989ကပြိုင်ခဲ့တဲ့ House of Jazz ဖြစ်ပြီးမဲ့မဲမပွေးမဲပွေးပွဲမကျင်းပခင်ပြောင်းသိမ်းပါတယ်2022ရွေးကောက်ပွဲတုန်းကမျိုးသမီးကိုယ်စားလှယ်လောင်း၄ဦးထိဝင်ရောက်ရှင်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်တင်ပုတ်ပြောချင်ပါတယ်ဒီကျောင်းအုပ်ကြီးရဲ့အပြုအမူကတော့လေးစားကုန်ယူစရာပါပဲ ကျောင်းသားကျောင်းသူတွေကိုကူညီထောက်ပံ့ဖို့ဆိုပြီးတော့ကျောင်းဟုတ်ကြီးကစတိုးဆိုင်မှာညာဆိုင်လှုပ်ဆင်းရတယ်လို့ဆိုပါတယ်။ငွေကြေးစမပြေတဲ့ကျောင်းသားကျောင်းသူတွေကူညီထောက်ပံ့ပေးနိုင်ဖို့စတိုးဆိုင်မှာညာဆိုင်လှုပ်ဆင်းတဲ့ကျောင်းဟုတ်ကြီးဟာလူများရဲ့ချီးကျူးခြင်းခံနေရပါတယ်။မေဂန်နိုင်ငံတောင်ပိုင်းကာအိုလိုင်းနာပြည်နယ်နော့ချာစတန်ထနဲ့ကြောင့်မှကျောင်းကြီးဟန်ရီဒါဘီဟာညစဉ်တိုင်းကနေမနက်9နာရီထိတပတ်သုံးရက်နုံနဲ့ဝါမတ်စတိုးဆိုင်မှာညဆိုင်လို့ဆိုပါလေသူတို့ဟာမနက်9နာရီကနေညနေ9နာရီထိကျောင်းဟောတာဝန်ထမ်းဆောင်ရပါသေးတယ် အဲ့ဒီလှုပ်အားကောင်းငွေကိုစောင်းဝင်ဒီအစင်ပြေဖြစ်နေတဲ့ចောင်းသားចောင်းသူတွေအတွက်ထောက်ပံ့ပေးတာဖြစ်ပါတယ်ကိုကျွန်းမဖက်တဲ့ចောင်းကြီးလှုပ်ရဲ့ကြောင့်သတိထားမိချိန်မှာ Walmart store ဆိုင်က American dollar 5000ဟူတန်ပေးခဲ့ပြီးတခြားလူရှင်တွေကလည်း American dollar 3900တောင်တိထည့်ဝင်ထူတန်ခဲ့ပါတယ်ဒါအပြင်ចောင်းကြီး Henry Darby ဟာတောင်ပိုင်းကာဝလန်နာပြည်နယ်မှာအရက်ပတ်ဆိုင်ရာအမြင့်ဆုံးကွန်ပျူစုဖြစ်တဲ့ Order of the Barometer ဆိုတဲ့စူပါချီးမြှင့်ခံရတာဖြစ်ပါတယ်နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ် AI ကြောင့် လူသားတွေလူတုံးသွားနိုင်တယ်လို့2014ခုနှစ်ကလေးကကမ္ဘာကျော်ရူပပိတာပညာရှင်ဒေါက်တာစတီဗင်ဟော့ကင်းကသတိပေးခဲ့ပါတယ်။ကမ္ဘာပေါ်ကျော်ရူပပိတာပညာရှင်စတီဗင်ဟော့ကင်းတောင်2014ခုနှစ်မှာ BBC နဲ့ပြုလုပ်တဲ့အင်တာဗျူးမှာသူက AI ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတုံ့လောက်စရာသတိပေးခေါင်းလောင်းစံကိုပြောခဲ့ပါတယ်။ဒါကတော့ AI ကြောင့်လူသားတွေမျိုးတုံးသွားနိုင်တယ်လို့ဆိုတာပါ။ထူးခြားစွာပဲအဲ့ဒီသတိပေးချက်ဟာသူကိုယ်တိုင် AI နည်းပညာကိုကြီးနဲ့စကားပြောနေချိန်မှာဖတ်ပေါ်ခဲ့တာဖြစ်ပါတယ်။2018 ပမောခကြီးကွယ်လွန်ခဲ့တဲ့အချိန်စကြာဝဠာရဲ့နည်းနည်းမှုတွေကိုသူ့ရဲ့ theory တွေနဲ့ဖော်ထုတ်ပြသခဲ့ပါတယ်။ဒါကြောင့်သူဟာဒီ theory of everything လို့ကျမ်းစာတွေနဲ့လူများရဲ့လေးစားမှုကိုခံခဲ့ရသူလည်းဖြစ်ပါတယ်။ AI ရဲ့အနေရကိုသူကြုံမြင်ခဲ့ပုံကတော့သူ့ရဲ့နောက်ဆုံးစာအုပ်တွေကဖျားသခင်တည်ရှိမှုလို့အတွေးအမြင်ဆိုင်ရာအကြောင်းအရာတွေမထောက်မထုတ်ဖော်ခင်ကလေးကပါ ARS ယောဂဝိတနာကြောင့် အင်တန်နက်စွတ်ကီတို့ရဲ့ AI chip စနစ်ကိုတူတုံးခဲ့ရပါမယ်။အဲ့ဒီနည်းပညာရဲ့အဆုံးစွန်ဖြစ်နိုင်ခြေပေါ်မှာတော့သူကစိုးရင်ခဲ့ပါလေ။ AI နည်းပညာပြည့်ဝဖွံ့ဖြိုးတိုးတက်တာဟာ လူသားမျိုးနွယ်ညီကုန်းထုတ်တာကိုဖြစ်ပေါ်စေနိုင်တယ်လို့သူကဆိုပါလေ။အခြေခံ AI တွေဟာသူ့ဘဝအတွက်အသုံးဝင်ခဲ့ကြောင်းသူကိုယ်တိုင်ဝန်ခံပေမဲ့လူသားတွေဒါမှမဟုတ်လူသားတွေထပ်ပေါ်ပြီးညံ့ရင်မြင့်တဲ့ AI နည်းပေါ်ပေါက်လာမဲ့ခြေနေကိုတော့သူစိုးရင်ပါလေ။အဲ့ဒီ AI နည်းဟာ သူတို့အလိုလိုပဲအရှင်ဟိုမြေမောဆောင်နဲ့ကိုယ့်ကိုယ်ပြန်လဲဒီဇိုင်းထုတ်ပြီးတိုးတက်အောင်လုပ်ဆောင်သွားမှာဖြစ်ပြီးနှစ်ကိုယ်တဲ့ဇီဝဗီဒါဆိုင်ရာစင်ကဲပြောင်းလဲမှုနဲ့ကန့်သက်ခံထားတဲ့လူသားတွေဟာသူတို့နဲ့ရှင်ပြန်နိုင်စွမ်းရှိတော့မှလောမဟုတ်ပဲအစားထိုးခံရတော့မယ်လို့ဆိုပါလိမ့်တချို့က AI ကိုယ်နဲ့ကပ္ပါဝစကားပြောခဲ့တဲ့ Steven Hawking ကဒီနေ့ခေတ် AI ရဲ့အမခန့်တွေ့တဲ့မှုကိုမြင်တွေ့ရမှာဆိုရင်ဘယ်လိုမှတ်ချက်တွေပေးမလဲဆိုတော့စိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်ကြနေပါလိမ့် သူရဲ့ကြိုတင်သတိပေးချက်ဟာဒီပညာနဲ့အရှင်ဟောကိုလူသားတွေအနေနဲ့ဘယ်လိုထင်ကြောင်းလဲလူသားမျိုးနွယ်အနာဂတ်အတွက် AI ခန်းကဏ္ဍဘယ်လိုပုံဖော်မလဲဆိုတဲ့မေးခွန်းတွေကိုထပ်ပြီးတော့မေးခွန်းထုတ်သလိုပဲဖြစ်နေပါလိမ့်